မြန်မာနိုင်ငံမှာမကြင်ကြုံတွေ့ရမယ့်သဘာဝအန္တရာယ်ကိုဟော့ကင်းထုတ်လိုက်တဲ့ထိုင်းကြားမြင်ပြင်းဆရာမောင်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကြားမှာမကြင်ရင်ဆိုင်ရမယ့်သဘာဝဘေးအန္တရာယ်ကိုကြော်တင်ဟော့ကင်းထုတ်လိုက်တာကထိုင်းနိုင်ငံကကြားမြင်ပြင်းဆရာမောင်မော်ပလိုင်းမင်းဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့2024ခုနှစ်ရခိုလက်ရှိ2025ခုနှစ်ပထမလေလာတာကာလအတွင်းမြန်မာနိုင်ငံမှာလူသေးသေးထိခိုက်ဒဏ်ရာရှိတဲ့တွေများပြားတဲ့သဘာဝဘေးအန္တရာယ်နှစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ခုဆိုရင်ဓမ္မဝဘီအန်အေနှစ်ခုကတော့ငလီနဲ့ရေကြီးရေရှမ်းမှုအန်အေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။သူပြင်းတော့မက်ချ်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလီကြီးကြောင့်မြန်မာနိုင်ငံလေပိုင်းကမြို့ကြီးတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့ထိုင်းနိုင်ငံဘန်ကောက်မြို့ထိကိုမြန်မာနိုင်ငံကငလီကြောင့်ဆော်ရီပြိုကျပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။ဒီလိုဟုဓမ္မဝဘီအန်အေဖြစ်ပေါ်လာမှာကို2024ခုနှစ်ကလေးကကြိုတင်အသိပေးလာတာကတော့ထိုင်းနိုင်ငံကနေပြည်တော်အကြံပြင်ပြီးရင်ဆီယမ်မော်ဘလိုင်းမှာ ဒါပေမဲ့လူတွေကအစောပိုင်းမှာဘယ်သူမှအယုံကြည်မရှိခဲ့ကြတာဖြစ်ပါတယ်။ခုခါမှာတော့နာဂတ်ကိုကြိုတိနေတဲ့ထိုင်းနိုင်ငံကအကြမ်းမြင်ပင်းဆံမှာမော်ပလိုင်းကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာမကြခင်မှာရင်ဆိုင်ရမယ့်တဘာဝဘေးရန်တွေကိုကြိုတင်ဟော့ကိန်းထုတ်လိုက်ပါတယ်။ဘေးဆံမှာမော်ပလိုင်းကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြောင့်နောက်ဆက်တွဲဖြစ်မြန်မာနိုင်ငံကတချို့သောနေရာတွေမှာရေပြိုမှုတွေဖြစ်မယ်လို့ဆိုပါတယ်။ဒါပြင်အင်ဒိုနီးရှားကမိအောင်တို့ပေါက်ကွဲမှုတွေကြောင့်ပြင်းထန်တဲ့မြင်းကလင်းဒဏ်ကြီးတစ်ခုကို မြန်မာနိုင်ငံနဲ့ထိုင်းပါဝင်ရှင်းတောင်အာဆာနိုင်ငံတော်တော်များများခန်းစားရမယ်လို့ဆိုပါတယ်